ကိုယ့်ရဲ့အာကိုရတဲ့တပ်ဖွဲ့မှုနဲ့တယောက်ကြာသွားတဲ့ခါကျတော့ကျွန်တော်တို့ရဲဘော်ဒီနဲ့အာဘီစကားအကုန်လုံးသူ့ရဲ့တက်ဘော်ဒီမှာတက်ဘော်ဒီလေးမှာထိုင်ပြီးမှစကားပြောဆိုမေဟောအင်တော်မျိုးဒီပြမစကန်ကုန်းကြီးကိုတိန်လို့ရမှမေဟောတချိုမယ်ဆိုပြီးမှကျွန်တော်တို့ဟိုတိစာပြုပြီးမှကိုမှသူ့ကိုရေကက်တက်တာရေထည့်ပြီးမှတိုက်ခဲကြပါဘူး မျောကိမ့်မယ်နော်ဆိုတော့အဲကျွန်တော်ရဲ့ရဲဘော်သူရဲကောင်းလေးနဲ့ဒါပြောပြရတဲ့အချိန်မှာသူ့ရဲ့တည်ရင်မှုနဲ့တခါလဲကျွန်တော်မိတ်ဆက်ပေးတယ်ပေါ့နော်တည်ရင်မှုနဲ့တခါလဲဆရာကျောင်းနဲ့မိတ်ဆက်ပေးတဲ့အခါမှာအဲဆရာကျောင်းနဲ့လည်းထပ်ပြီးတော့ဒီအကြောင်းနေကျွန်တော်ထပ်ပြီးတော့မေးပြတယ်ပေါ့နော်မေးပြတဲ့အချိန်မှာသိရတဲ့အကြောင်းအရာအများကြီးရှိတယ်အဲ့တော့ဆရာကျောင်းပြောတာလေးကိုလည်းတစ်ချက်နားထောင်ကြည့်အောင်ပေါ့နော်အဲ့ဆိုဆရာကျောင်းမင်္ဂလာပါပေါ့နော်မင်္ဂလာပါတည်ရင်မှုကြီးဟာတည်ရင်မှုတာဝန်ယူထားရပေါ့ရာဇူးတော့မဟုတ်ဘူးတာဝန်ယူထားရပေါ့ကျွန်တော်တော့ဘောက ចောင်းសៀាលុខែអាចទៅសៀាចောင်းលុបែរមកចောင်းញ៉ាំខោថាចាဒီကတော့အပြည်သူတရားပြအောင်မြင်မှုတစ်ခုရသွားတယ်ရသွားပြီဆိုတဲ့အခါမှာအကုန်လုံးကဝမ်းတာကြတယ်ဂျင်းူးကြတယ်ဗောနော်အဲဒါမဲ့ဟိုတိုက်လိုက်ပြီးနိုင်သွားပြီးအောင်မြင်သွားပြီးဒါမျိုးပုံစံမျိုးပဲတွေးမိကြတာကြီးများတယ်လေပြန်သူတို့အဲ့ထက်ပို့ပြီးတိကွင့်မရကြဘူးလေ အဲအဲကြောင့်ဒါတကယ်တမ်းကျတော့ဒီနောက်ွယ်မှာပေါ့နော်အဲအောင်မြင်မှုရဖို့အတွက်ယဉ်နီးကြကြတာတွေပြီးဆက်ခဲရတာတွေအဲ့လိုမျိုးခက်ခဲကြရတာတွေအဲပြီးရင်ဒါထူးခြားတဲ့ဖြစ်စဉ်တွေအဲအဲ့ဒါညာပတ်သက်လို့ပေါ့နော်အစစ်ကောင်စီဘက်ကအခြေအနေတွေအဲတဲမူအဲ့ဒီအင်ဒိုမြို့သိမ်းတိုက်ပွဲမှာပေါ့နော်တွေ့ကြုံရတဲ့အခက်ခဲတွေအရင်အရင်ပြောပြပါတယုံမှုလို့မခေါ်ဘဲနဲ့ဆရာကြောင်းလို့ခေါ်ရင်ရပါတယ်ဆရာကြောင်းဆရာကြောင်းအဲ့လိုဆရာကြောင်းလောပါဆရာကြောင်းအဲ့လို um အခက်အခဲတွေကတော့အတိတ်ကဘုံစုံပါပဲကျွန်တော်တို့ဒီမှာဘယ်လိုပြောမလဲရန်သူဘက်ကအင်အားကောင်းတဲ့ဟာကိုကျွန်တော်တို့မှာရှိတဲ့လက်နဲ့အင်အားလူရင်အားနဲ့စုဖွဲ့ပြီးမှတိုက်ရတာဆိုတော့ဒီလက်နဲ့ပိုင်းဆိုင်ရာလူရင်အားပိုင်းဆိုင်ရာတွေကအစသူတို့ရဲ့နေချောင်းနေရာအစပေါ့ကျွန်တော်ထက်တာလုံနေအောင်ကျွန်တော်တိုက်ခဲ့ရတာဆိုတော့အဲ့ဒါတွေကိုအစအန်တီဘီမှတိုက်ခဲ့ရအောင်ပေါ့ဒါပါလဲဆိုလို့ရှိရင်ဒီ ကျွန်တော်တို့ရှေ့မှာတိုက်သွားတဲ့သူများတွေဘယ်လိုတိုက်သွားကြလဲမြို့ဒိန်းတွေဘယ်လိုတိုက်သွားလဲဆိုတော့ကျွန်တော်လည်းလိုက်လေ့လာတာပေါ့နောက်ဆုံးကျွန်တော်တို့မြို့ဒိန်းတိုက်ပွဲလည်းမြို့ဒိန်းတိုက်ပွဲဖြစ်တဲ့ရှိမှာသူတို့ရဲ့အတိကပင်မစခွန်ပြောမယ်ဆိုတော့ကျွန်တော်ဒီမြို့စရင်းပြောမယ်ဆိုတော့ဒီမြို့ဒိန်းသူတို့ရဲ့ဌာနဆိုင်ရာဒီကိုအရင်ရအောင်ယူလိုက်ရပါပေါ့အတိကတော့အဲ့မှာရဲစခန်းရဲစခန်းကိုအရင်တင်လိုက်တာပေါ့ဒါကျွန်တော်တို့ဘက်က ဒီ PDF ဘက်ကနေပြီးမှဝင်တင်တာပေါ့ဟိုဘက်နဘာလန်းဆိုရင်ကျွန်တော် EO တွေဝင်တင်ကြတာပေါ့တောက်ပုံအတီးတီးခွဲပြီးတော့ဟိုဘက်က EO ကမြို့ရဲ့အရှိဘက်ကနေ EO ကဝင်ကျွန်တော်တို့ကဒီမြို့ရဲ့တောင်ဘက်ခြမ်းကနေလို့ကျွန်တော်တို့ကဒီ PDF ဒီဘက်ကနေပြန်ဝင်တောက်ပုံခွဲပြီးမှလုတ်ခဲ့ကြတာပေါ့ကျွန်တော်တို့ဒီဘက်ကကျတော့ yes ခန်းကိုရလိုက်တာပေါ့ yes ခန်းရပြီးတော့ဒီဌာနဆိုင်ရာတော်တော်များများရတာတော့မြို့ကိုရတဲ့လောက်ဖြစ်သွားရဲ့အချိန်မှာသူတို့ကကုန်းမှာခန်းစစ်ကအတိကပင်မတ်ခန်းကုန်းကို တိုက်ရတဲ့အလက်ပြန်အဆင့်နှစ်ဆင့်ခွဲလို့ရပါဗောပထမတစ်ဆင့်ကမြို့ကိုရအောင်မြို့ကိုရအောင်လုပ်တယ်ဒုတိယအဆင့်ကသူတို့ရဲ့ပင်မစခန်းကုန်းတမမှုထိုင်တဲ့စခန်းကုန်းကိုရအောင်လုပ်ပြအဆင့်ဗောဟောအဲ့ဆိုမြို့ကအရင်ရပြီးမှဒီကောင်းလေးကိုနှင်ထုတ်ဖို့ကဒုတိယဖြစ်သွားတာဗောနော်ဟုတ်တယ်ဟုတ်တယ်ဩအဲ့အဲ့တဲအဲ့ဆရာကျောင်း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 အဲ့ ဒီတိုက်ပွဲဝင်တဲ့အခါမှာဗောနောအောင်မြင်မှုလည်းရသွားပြီဆိုတဲ့အချိန်မှာအဲ့လိုမှတ်မှတ်ရရဖြစ်စင်နေပါလေပြောပြပါအောင်အဓိကမေးလို့မရတဲ့ဟာမျိုးလေးပေါ့မေးလို့မရတဲ့ဟာလေးဆိုတော့အဲဘယ်လိုပြောမလဲအများကြီးပေါ့အာကျွန်တော်တို့ရဲဘော်တွေဒါပါလဲဆိုရင်ပေးစားခရရရှိတယ်တန်ရရတဲ့ဟာတွေရှိတယ်ဒါပါလဲဆိုလို့ရှိရင်ဒီ ကိုအနမဏီနေတဲ့ရဲဘော်တွေနေမြညပြောက်ဖြစ်သွားတဲ့ကိစ္စတွေပေါ့အဲ့ဒါတွေအားစကျွန်တော်တို့ဒီလိုပြောမလဲဒါဟုတ်ဘူကိုယ်တိုင်ကစိတ်အဲငါဒီမှာစိတ်စိတ်ဓာတ်ကျသွားလို့မဖြစ်ဘူးဆိုပြီးတော့ငါစိတ်ဓာတ်ကျသွားလို့ရှိရင်ရဲဘော်တွေလည်းစိတ်ဓာတ်ကျသွားလိမ့်မယ်စိတ်ကိုတင်းခံရတာပေါ့နောက်အဓိကတော့ဒီကျွန်တော်တို့စခန်းပင်မစခန်းကုန်းကြီး ရခဏီဒီလေးလပိုင်း၃ရက်ဘာလောက်ကကျွန်တော်တက်ရင်ကတက်ခွဲမှုတယောက်ကြာသွားတယ်။အာဒါမဲ့ကျွန်တော်တို့ကဟာအာတင်ထားပေါ့။ကိုယ့်ရဲ့အကူရတဲ့တက်ခွဲမှုနဲ့တယောက်ကြာသွားတဲ့ခါကျတော့ကျွန်တော်တို့ရဲဘော်ဒီနဲ့အာပီစကားအကုန်လုံးသူ့ရဲ့တက်ဘော်ဒီမှာတက်ဘော်ဒီဒီမှာထိုင်ပြီးမှစကားပြောဆိုမေဟော အင်းတော်မျိုးဒီပြမစကန်ကုန်းကြီးကိုတိန်လို့ရမှမိ့ကိုတကြိုမယ်ဆိုပြီးမှကျွန်တော်တို့ဟိုတစ္ဆာပြုပြီးမှကိုမသူ့ကိုရေခဲတက်တာရေထည့်ပြီးမှတိုက်ခဲကြပါဘူးအဲ့ဒါတော့ကျွန်တော်တို့ရဲ့အမှတ်တရပေါ့ဟောအဲ့လောက်ကြည့်ဘူးလားအဲ့ဒါသူကြလာပြီးတော့၄ရက်မြောက်နေ့မှာစခန်းရတော့ဩတမယ်လုံဘွားကနေလာတော့မသိဘူးဩဟောတကယ်ဖြစ်ဖြစ်အဲ့ဒါတော့အမှတ်တရပေါ့ တို့တောက်ခွဲမှုတော့ဒီစကန်တိန်တဲ့ချိန်ကျသူမပါတော့ပြီမဲ့လို့ဒီစကန်တိန်ပြီးတဲ့ချိန်မှာသူ့ကိုတချို့မယ်ဆိုပြီးမှကျွန်တော်တို့သူ့ body ကိုမတချို့ပဲနဲ့ဒီကြာရှိခံစီထုတ်ပြီးတော့ဒီကဲတက်တာနဲ့ထားပြီးမှတုတ်ထားခဲ့ပါအဲ့တော့ကျွန်တော်တို့နောက်ဆုံးအမှတ်တရပေါ့ဟုတ်ကဲ့ဒီကိစ္စလည်းမကောင်းစရာပဲเนาะပြီးတော့တပ်ဖွဲ့တွေရဲ့ ကျွန်တော်တွေ့တယ်တွေ့တယ်ဆိုတာလေအဲ့လိုမျိုးအောင်ပွဲခံပြီးဟေးဆိုတဲ့ချိန်ကျရင်ဒါမပါနိုင်တော့တဲ့ရေဘော်ရေဘက်တွေရဲ့ဓာတ်ပုံလေးတွေပေါ့နော်မန်ပေါင်သိမ်းထားတဲ့ဓာတ်ပုံလေးတွေအစအပါခေါ်ပြီးတော့အောင်ပွဲခံတာမျိုးလေးတွေအစတွေ့တယ်ပေါ့နော်အရန်လဲချစ်ကြရလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ရေဘော်ရေဘက်ဒီတကယ်စိတ်ရင်းအစီအနာမှန်နေလဲမြင်ရတွေ့ရအစိမ်းကောင်းစရာလည်းဖြစ်တာပေါ့ဆရာကြောင့်အဲရေဘော်တွေရဲ့ခြေနေရောဘလို့ဘလို့ရှိလဲတိုက်ပွဲတွင်းမှာဆိုရင်ရေဘော်တွေကျွန်တော်ဒါတော်လိုင်းရေဘော်တွေရဲ့ခြေနေရော ဆက်ကြောင်းမြင်ရပါတော့ဒါတည်မှုတယောက်အနေနဲ့ရဲဘော်တွေကတော့ဒီဘယ်လိုပြောမလဲအဲကိုဘက်ကထိလာတဲ့အချိန်ကျရင်ဝမ်းနေတဲ့အချိန်ရှိတယ်အဲစိတ်ဓာတ်သူတို့ကြာသွားတဲ့အချိန်ရှိတယ်အဲ့ဒါကိုပြန်လို့မူတီပြန်ပေးရတော့ပေါ့ဒါပေမဲ့ကျွန်တော်တို့ကလူငယ်တွေညားတဲ့ခါကျတော့ဒီစိတ်ခံစားမှုအပိုင်းပုံများတယ်လေစိတ်ခံစားမှုပုံများတဲ့ခါကျကိုဘက်ကထိသွားပြီဆိုရင်အေးထိသွားတဲ့ဟာကိုသူတို့ကကြောက်စိတ်ကတော့မဝင်ဘူး တယောက်ထီသွားလေနှစ်ယောက်ကတက်မယ်ဆိုတဲ့စိတ်မျိုးလေးညားတာပေါ့အဲဆိုဒီအဲ့လိုမျိုးစိတ်ခံစားချက်ကိုလိုက်ပြီးတိုက်လို့ရှိရင်ကိုယ့်ဘက်ကအထီးခိုက်ကြဆုံးပုံများတယ်ဆိုပြီးမှကျွန်တော်ဒါတော့ထိန်းတင်ရတဲ့ပိုက်မရှိတော့ပေါ့ဟုတ်အထီးကတော့အဲ့ဒါပါလူငယ်လူငယ်တွေများတာကိုကျွန်တော်ရှိပါရေဆန်းတတိနဲ့ဆိုရင်ရောဆရာဆရာကျောင်းအာရေဆန်းတတိနဲ့ဆိုတော့ကျွန်တော်ရဲဘော်တွေကဘယ်လိုပြောမလဲကျွန်တော်လေးစားတဲ့အလီလေးပြုတယ်ကျွန်တော်ရဲဘော်တွေပေါ့ဗာလဲဆိုတော့ ဒီကျွန်တော်တို့အရင်တော့ကျွန်တော်တိုင်ရင်တက်ဒီစစ်တိုက်ပြီးဆိုရင်ကျွန်တော်ပြည်တဲ့တော်တော်များများကဂရုကျင်းတူခန်းစစ်ပြင်တာအာအနေနဲ့စစ်တိုက်ပြီးဆိုရင်အတက်ကတည်အတက်တာတည်တည်တော့မယ်ဂရုကျင်းတူးချင်မှုဆိုရင်လူတွေအခါမျိုးများမြေကြီးမှာမောက်ဝတ်ပြီးမပစ်မယ်ဆိုတဲ့လူတွေကများတယ်ဒီမျိုးတွေဒီမျိုးတွေမှာတော့မြန်မာဘုံကရုချင်းကရုချင်းကရုချင်းမှာမကားတော့ကျွန်တော်တို့ကဒီအောက်လိုင်းကောင်းနေမှာတူးပြီးတော့နေရဟို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 ဘယ်လိုပြောမလဲ စစ်စင်ကြီးမှာတိုးတက်လာတဲ့အပိုင်းနေပေါ့။အော်ကျွန်တော်တို့ကဒီရဲဘော်တွေကိုဒီကိုကိုကိုအရင်ဆုံးသူများကိုတတ်မဲ့လူကကိုကိုကိုအရင်ဆုံးလုံချောင်းအောင်နေရတာပေါ့။ဟုတ်။အဲကျွန်တော်တို့ကဒီမှာဒီရခိုင်မှာဆိုရင်စခါကငါးကိုတင်းလိုက်တဲ့အချိန်မှာတင်းတင်းထုတ်ပြန်လာတဲ့အချိန်မှာမြေရောက်လိုင်းကောင်းနေတူပြီးတော့ရအောင်တင်းခဲ့တယ်ပေါ့။ငါတို့လည်း ဘေးရောက်လိုင်ကောင်းတူးပြီးမှပဲရတော့မယ်ဆိုပြီးမှအဲ့ဒီနမူနော်ကြီးခဲ့ရပေါ့အဲ့ဒါလည်းတကယ်လည်းလက်တွေ့အလုပ်ဖြစ်ခဲ့ပါ့။ဩဒီလိုရှင်မြို့ထဲမှာရှိတဲ့ဒီမိလောင်သွားတဲ့အိမ်တွေတုတ်ပြားတွေဒန်စီဘုံတွေကိုစုစုထားပြီးမှလေတနပ်ပစ်တာပေါ့ဟိုဆက်တနပ်ပစ်တဲ့ပုံစံတောင်း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 ဆိုသူတို့တနပ်နဲ့ပစ်တယ်ထင်အမှန်ဒန်စီဘုံရိုက်တကယ်ကြောက်တယ်တော့ဖွဲတွေပါရည် လုံရင်ကရင်နဲ့ညဏ်ညဏ်နဲ့တည်းလဲသူ့ခါနဲ့သူအခက်ခဲကြတဲ့မှာအခက်ခဲကြုံလာတော့ညဏ်ညဏ်နဲ့တည်းလဲဘေးကနေဘယ်လိုထွက်လာလဲတော့မသိဘူးပုံမှန်ဆိုတော့ထွက်ချင်မှထွက်မှာပေါ့လို့ဟုတ်တယ်ဟုတ်တယ်ဆရာကျောင်းအာဖွဲ့တယ်တကယ်လေးစားဖို့ကောင်းတယ်နော်ဒီမျိုးစုံ၃မိကိုခက်ခက်ခဲခဲရယူခဲ့တဲ့တကယ်အောင်မြင်မှုပဲဗျာမိုက်တယ်မိုက်တယ်တကယ်ဟောတချို့တချို့အချက်လက်တွေကြတော့ကျွန်တော်တို့အခုချိန်ဘယ်လိုပြောမလဲအပြင်ကိုတိတ်ပြီးမှပေါက်လို့တော့မရသေးဘူးပေါ့တချို့ကျွန်တော်တို့၃နှစ်နီလန်းနေပေါ့ အမေတော်လိုင်းအဖွဲ့စီအချင်းချင်းတို့တို့ကသုံးရက်ဆိုမှရှူတိတ်တော့ပြုတ်ပြပေါ့။ဟုတ်ပါတော့။လိုင်းပေါ်မှာတော့ကျွန်တော်တို့ကျွန်တော်ရအခုအခုဟာတွေကြတော့ဟိုအခုအခုဒါဆရာကြောင်းပြောတဲ့နီလန်းနေကြပြောလို့ရလား။ကျွန်တော်ဗီဒီယိုတွေထည့်လို့ရ။ဒီတံပုံတံပုံရိုက်တာတွေပါလေ။ဟုတ်တယ်အဲ့လောက်ကတော့ရပါတယ်။ကျွန်တော်တို့အဲ့ချိန်နဲ့ဒီခွေးတွေပဲတည်လို့ငကြင်းမီမရှိဘူးလေ။ငကြင်းမီမရှိတော့ကျွန်တော်ငကြင်းမီပုံငကြင်းမီတနက်အတန်ထွက်အောင်တန်စီဖုံးကိုအတန်တူ လိုက်ရိုက်တာပေါ့တုံးလေးညံနေလို့ဒါဒီနီလန်ပပလေးပဲရှိသေးတယ်နောက်ထပ်နီလန်နေကြံသေးတယ်အဲ့လိုပြန်ဟုတ်တယ်ဝိုက်တယ်ဝိုက်တယ်ဝိုက်တယ်အဲ့လိုမျိုးဆိုရင်တော့မျှဝေပေးပါများများမျှဝေပေးเนาะအဖွဲ့တွေနဲ့ဒါလောကတီးတိုးလေးပေါ့တူတော့အတန်တရားပေါ့တုံးလေးနေရာကနေလို့ဒါပါလဲဆိုရင်ခွေးတွေကတော့ကျွန်တော်တို့လူအများကြီးနဲ့တိုက်တယ်လို့ထင်တာကျွန်တော်တို့ကတပွိုင်းတပွိုင်းကျွန်တော်တတ်မှတ်ထားတဲ့ပွိုင်းတွေကိုရအောင်ယူတဲ့ချိန်ကြရင်သူတို့ဘက်ကလေရနေလက်နဲ့ကြည်အားတာကျရှိတော့ ကိုရှေကလူအများကြီးတုံးလိုက်လို့ရှိရင်ထိခိုက်မှုများတော့ဗောအဲ့တော့ဒီကောင်တွေကအမြဲတမ်းပြောတယ်တာလုံးအင်အားနဲ့တိုက်ခတ်ရပါတယ်ဆိုပြီးတော့အဲ့အဲ့ဒီနိဗျူဟာတိုင်းအဲ့ဒီပုံစံနဲ့တိုက်ကြအောင်ဟောဟောဟောဆရာကြောင်းသူတို့ကသူတို့မှာလက်နဲ့ကြီးလက်နဲ့ကြီးပြစ်တာဆိုသူတို့ကကျွန်တော်တို့ထက်ဘယ်လိုပြောမလဲလေ့ကျင့်တာပြီးွားတဲ့လူဆိုတော့တာမခွန်ခွန်ဆိုနေတဲ့စကေးမှမဟုတ်ဘူးလက်နဲ့ကြီးပြစ်တဲ့စကေးကကျွန်တော်တို့လည်းလေးစားပါတယ်သူတို့ဒါမဲ့အခုတော့ဆရာကြောင်းတို့လက်ထဲရောက်သွားပြီကွာဟုတ်တယ်ဟုတ်တယ် အဲ့အဲ့တမမူဖမ်းပြီးရဲ့ချိန်မှာပထမဆုံးဒီကောင်ဘာပြောလဲအာညီအကိုတွေပေါ့ငါတို့ကစနစ်စနစ်အရာစနစ်ရဲ့တားကောင်တွေငါတို့ကစနစ်အရာလက်နဲ့ကင်နေတဲ့လူတွေဆိုတော့စနစ်ခစ်စနစ်အရာတိုက်ခတ်ကြပြီလို့အခုချိန်တော့ငါတို့ညီအကိုတွေနော်ပေါ့အာမျိုးတော့ပြောတာပေါ့အာတကယ်ကောင်းတယ်နော်အဲ့ရလူနဲ့တွေ့တဲ့ချိန်မှာသူတို့နဲ့ ဟိုသူတို့ရဲ့ကကကြီးဘက်ကနဲ့အချိတ်ဆက်ပြတ်သွားလို့နေမှာပေါ့ဟာသူတို့ရဲ့ဘူဟိုသူတို့ဟာကနဲ့အချိတ်ဆက်ပြတ်သွားနေမှာလီယင်နဲ့လာပြစ်တဲ့ချိန်သူနဲ့ကျွန်တော်တို့ဒီအဖွဲ့တွေနဲ့တွေ့နေတဲ့ချိန်သူတို့အညာခံတဲ့ချိန်ပေါ့လီယင်နဲ့လာပြစ်လို့လုံချုံအောင်သူ့ကိုမြောင်းနေတောင်ပို့ပေးရတယ်မြောင်းနေဖို့မြောင်းနေဖို့သူသူဘက်ကကောင်စီကနေသူ့ကိုပြန်ကာကွယ်ပေးနေရတယ်ပေါ့ ဒါကြောင့်အဲ့ဆိုဒါစကားဝိုင်းသုံးသက်နေနဲ့ပြောချင်တာပြောချင်တာရင်ဖွင့်ချင်တာပြောချင်တာရှိသေးလားလောက်အောင်ရင်ဖွင့်ချင်တာရေတော့တိတ်ပြီးတော့တိတ်ပြီးမှတော့မရှိဘူးပေါ့ဘယ်လိုပြောမလဲကျွန်တော်တို့မှနောက်ထပ်လုပ်ဆရာလုပ်ငန်းတွေရှိသေးတဲ့ခါကျတော့ကျွန်တော်ရဲဘော်တွေတော့ကျွန်တော်တို့တော့ပြောတာပေါ့အဲအင်တော်မျိုးအင်တော်ရရတော့တာငါတို့ရအောင်မြင်မှုကဒီအစပဲရှိသေးတယ်နောက်ထပ်လုပ်ရမယ့်လုပ်ငန်းတွေရှိသေးပေါ့ဒီမျိုးလေးရတော့ပြီးမှ ီပျော်ရွှင်ဒီအောင်မြင်မှုမှာတာယာတာယာပြီးမှမိမောမနေဖို့ပေါ့နောက်ထပ်ဒီထက်မှကပို့ပြီးတော့ဒီတိုက်ဆရာတွေအများကြီးကြံနေအားမွေးထားကြဖို့ဒါတော့ကျွန်တော်တို့ A ပေါ်စီကိုပြော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 ချင်တာပေါ့ဟုတ်ဟုတ်ဟုတ်ဆရာကြောင့်ပြည်သူတွေရောဗာပြောချင်တာရှိသေးတယ်အော်ပြည်သူတွေလည်းကျွန်တော်တို့ဒီကျွန်တော်တို့အခုလိုစစ်တိုက်နောက်အနောက်ကနေလို့ပံ့ပိုးကူညီကြတဲ့ပြည်သူတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ ဟုတ်ဟုတ်ဆရာကြောင့်ကျေးဇူးရမ်းတင်တယ်အဲပြီးတော့အောင်မြင်မှုတွေလည်းဆက်ပြီးတော့ရပါစေပေါ့နော်အဲပြီးတော့ကျတော့ဒါကြာဆုံးသွားတဲ့ပြည့်ဆက်သွားတဲ့ရင်းနှီးသွားတဲ့ရဲဘော်တွေကိုလည်းတကယ်ကုန်ယူလေးစားပါတယ်ဆရာကြောင့်ပြောတဲ့ဒါခုနပြည့်စင်ကြီးဆိုရင်တကယ်ကျွန်တော်ရင်နာရရတယ်ပေါ့နော်အဲဒါမှလည်းလုံမတက်ဖွဲ့တွေရဲ့ဇွဲတတိပြီးတော့ကျတော့ရဲဘော်ရဲဘက်စိတ်တွေကိုပြန်သိရတဲ့အတွက်တကယ်အရင်ကျေးဇူးတင်တယ်ပေါ့နော်အခုလိုမျိုးပြောပြပေးတဲ့အတွက်ကိုတကယ်ကျေးဇူးတင်ပါတယ်အာပြီးနောက်ထပ်လည်းအောင်ပွဲတွေဇက်တိုက်ဇက်တိုက်ရပါစေလို့ဆုတောင်းပါတယ်ဆရာကြောင့် โอเคโอเคသူတို့ရှီယာလက်နဲ့အကြီးကြီးရင်းနဲ့ပြန်ဆုံးမှာရဲ့ကောင်းနေကြိုက်တယ်ကြိုက်တယ်ကဲကြားနေတိုင်းပဲဗျာဟိုဖြစ်စဉ်ဖြစ်စဉ်နေရဗျာသူတို့မှပြန်မပြောဘူးဆိုရင်ကျွန်တော်တို့မတိမတိရအောင်ဗောနော်တီးခွင့်မရှိတဲ့အကြောင်းအရာတွေဗောနော်တပ်ဖွဲ့တွေကဘလို့စစ်နေပြူအားတွေနဲ့လုတ်ခဲ့ရတယ်ဘလောက်ဒီခဲ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 လုတ်ခဲ့ရတယ်ပြီးတော့ ဲတပ်ဖွဲ့အချင်းချင်းပေါ်ထားတဲ့တန်ရောစင်တွေမေတ္တာတရားတွေဂရိတ္တစာတွေကဘလောက်တောင်ခိုင်မြဲသလဲဆိုရဟာကြီးကတကယ်တကယ်ဟိုပြောစရာစကားတော့မရှိဘူးပေါ့နော်ဒီမြို့သိမ်းတိုက်ပွဲအောင်ကန်နေ့အချိန်လေးမှာတက်ခွမ်းမှုကြပါတယ်ပေါ့နော်ကြပါတယ်တက်ခွမ်းမှုကိုမင်းကနေဂရိတ္တစာပြုကြရပေါ့နော်မင်းကမတချို့မင်းတို့မင်းကငါတို့မတချို့ဘူးပေါ့နော်အဲ့တော့မြို့သိမ်းပြီးပြီဆိုတဲ့ချိန်ကျမှအောင်ဝဲခံပြီဆိုတဲ့ချိန်မှာတကြုံမယ်ဆိုပြီးတော့ဒီရုပ်ရုပ်အလောင်းပေါ့နော်အော်တာရှိခံစေးထိုးပြီးတော့ နားလို့ရေခဲတရအဲ့မှာထိမ့်သိမ့်ထားရဲဆိုတာကြီးอ่ะလုံးဝ တခါမှမကြဘူးလေဖြစ်စဉ်တွေကတော်လိုင်းတက်ဖွဲ့တွေစီမှာအများကြီးရှိတယ်ဒါတကယ်အဖြစ်မှန်နေဒါတကယ်ကြုံခဲ့တဲ့သူတွေကသာပြန်ပြောပြလို့ကျွန်တော်တို့သိခွင့်ရတာဗောနော်အဲ့တော့ဒါတွေကမှတ်တမ်းနေဖြစ်တယ်ဒါတွေကသမိုင်းနေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကအဓိကဒီ channel မှာကြံစီနေတာဗောနော်ဒါကြောင့်မလို့လေဒါတော်လိုင်းတက်ဖွဲ့တွေစီမှာအခုလိုမျိုးမေးမြန်းပြီးတော့ဒါပြည်သူတွေသိရှိအောင်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ပြည်သူတွေအနေနဲ့လည်းအခုလိုမျိုးသိရှိပြီးတဲ့နောက်မှာမတို့တွေဘာတွေပို့လို့ပေးရမလဲဒီလိုမျိုးတက်ဖွဲ့တွေရှိနေတာဖြစ်တဲ့အတွက်မတို့ဘယ်လောက်ထိ အတို့အောင်မြင်မှုတွေမျှော်မှန်းလို့ရနိုင်ပြီလဲဆိုတော့ကိုသိရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျအားလုံးလည်းကျေးဇူးတင်ပါတယ်